ဒါရုရှားနိုင်ငံထုတ် MI70 ကျွန်တော်တို့စစ်ရဲရင်ကို KIA ကပစ်ချလိုင်းလိုက်ပြီဆိုတော့အဲ့ဒီမှာထူကြတဲ့အချက်ကဘာလဲဆိုတော့ရုရှားနိုင်ငံထုတ်စစ်ရဲရင်တွေရဲ့လုံခြုံရေးကဘာကဘာလက်ခံသွားတာကကျွန်တော်တို့ဒါ drone နဲ့တိုက်ချပြီးတော့တစင်းကိုဖျက်ဆီးနိုင်ခဲ့တယ်ပေါ့နော် FPV drone လို့ကျွန်တော်တို့သိရတယ်ယူကရိန်းစစ်မြေပြင်မှာဒီ drone တွေတုံးနေတာကျွန်တော်ကဘာကြီးကပါသိနေပြီသားဆိုတော့ လက်ရှိ Ukraine Russia စစ်မြေပြင်မှာတုံးနေတဲ့ဒီ drone တွေဟာကျွန်တော်တို့မြန်မာနိုင်ငံတောချို့အုံကြားတဲကိုဘလို့ရောက်လာတာလဲဆိုတော့ကမာကြီးအရန်စိတ်ဝင်စားသွားတယ်ပြီးတော့ AP သတင်းဌာနကပါထုတ်ဖက်ထုတ်ပြန်ပြောဆိုလာရတဲ့အခြေအနေရောက်သွားတယ်ဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော် KIA အကြောင်းရန်စိတ်ဝင်စားလို့ party စီရောက်လာတာအဲ့တော့တို့ကလည်းဒီသူကိုအရှိနောက်တောင်းမြောက်ရှိတဲ့တို့ရဲ့ဒိုင်းနာလက်နက်ကင်တွေရဲ့အကြောင်းလေးပြီးပေါ့နော် အဲ့ဒါလေးတွေကိုနောက်ပြီးတော့ဖြစ်တည်နေတဲ့အနေအမီတွေမှာရှိနေတဲ့ဟိုအာနေချက်အာတာချက်တွေပြည်သူတွေရဲ့ခံစားချက်တွေအဲ့တော့အဲ့ဒါနဲ့တစ်ဆက်သေးပဲဒီဘယ်လိုခေါ်မလဲအခုပြောင်းလဲလာတဲ့အဲခစ်ခနေစနစ်ခနေတွေအပေါ်မှာ ဒီလက်နဲ့ကင်နေရာငကူတုံးကလို့ဘယ်လိုခေါ်မလဲအဲဟိုရရလက်နဲ့ဟိုမရှိရှိတာနဲ့ဟိုရန်သူလက်နဲ့ကိုလက်နဲ့အဲဒါမျိုးတွေမဟုတ်တော့ဘဲနဲ့ M2M gun to gun ပေါ့ဒါတွေကဘယ်လိုလဲဘာလဲပေါ့နော်ဟုတ်ပါဘူးဟိုအရှင်မွေးလို့နေချင်းကြီးတာလားသူတို့ပဲတိတ်တော်နေတာလားဘာလဲပေါ့နော် source ကဘယ်ကလဲပေါ့နော်ဘယ်လိုလေးများဖြစ်တယ်ဆိုတာဒီခံမှန်းကြတာဟိုကပြကြတာစိတ်ဝင်စားကြတာ ော်လန်ကြီးရဲ့ဒေါ်လာရဲ့အနာဂတ်ပဲပြောမှာပေါ့နော်နွေဦးဒေါ်လာကြီးပေါ့ဒီပူဦးဒေါ်လာကြီးရဲ့အနာဂတ်ကအဲ generation ရဲ့ limit ပြီးမယ်ပြောမှာပြီးဘူးဆိုတဲ့ကိစ္စကိုဘာကြောင့်ဘာကြောင့်ပြီးမယ်မန်းဘာကြောင့်အောင်မြင်မယ်မန်းမသိပြီမယ်လို့ဒီရုပ်စာစတဲ့အချိန်လေးကဒီဒေါ်လာကြီးကတော့အောင်အောင်မြင်မယ်ဘယ်လိုနည်းနဲ့ဘာကြောင့်အောင်မြင်မယ်ဆိုတော့ဘယ်သူမှမသိဘူးအဲ့တော့အဲ့ဒါကြီးရဲ့ အခြေခံအကြောင်းတရားတွေကအခုဖြစ်တည်လာတဲ့အခု25ပေါ့နော်ဟုတ်ဖြစ်တာကဟို21ကစား21ဟုတ်တယ်25မှာဒီအခင်းအကျင်းဒီဘာကြောင့်လဲဘာအတွက်လဲမမင်းနဲ့အာဒီအချိန်မှာဒီလိုလေးတစ်ချက်ပစ်လိုက်တာပေါ့နော်ຕົງຈັດມັນແນ່ກະລະມີລູບໍເນາະອັນແນ່ຊື່ນະເຈັດມັນອະກູອະເຈັດປ້ອມມຽວມ້າສາຜິດນີ້ດີຈັ່ງເຈົ້າກະອະດີກະບາຕະລິນມີເດຍຖັດມາແລ້ວແຮງໂຕໂຕບໍເນາະໂຕໂຕແຕ່ເລສິດລຸຊາຊິຫາຜິດຕົວແລ້ວບໍເນາະບໍ່ວ່າເຈົ້າຫນ້າງານຕື່ນມາບໍເນາະ ဒါလေကြောင်းကနေပြီးတော့ကျွန်တော်တို့ဂျက်သားပြည်သူတွေကိုဒါဘုံကျက်တက်ဖြတ်နေတဲ့အကြောင်းလဲဒကဘာလုံးကတိနေပြီးသားဆိုတော့ဒီအချိန်မှာကျွန်တော်တို့လေကြောင်းရံကာကွယ်ရေးစနစ်ကလည်းကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒေါ်လာရေးဘတ်တော်သားတွေပေါ့နော်ဒေါ်လာသောအဖွဲ့အစည်းတွေမှာလည်းအားနဲ့ချက်တစ်ခုလိုဖြစ်နေတာပေါ့နော်သို့ပေမဲ့လည်းခဏ2021ကနေပြီးတော့2025အထိကျွန်တော်တို့ပြစ်ချနိုင်ခဲ့တဲ့ဒါတိုက်လေရင် ပြီးတော့စစ်ရဲရင်ပေါင်းအားလုံးဆိုရင်10စီးဖြစ်သွားပြီဆိုတော့ဒီစစ်ရဲရင်ကိုကျွန်တော်တို့ဗျာ ငွေကြေးတောင်တက်တာနဲ့ဖန်တီးလို့ရတယ်ဒါ drone drone နဲ့ဖြတ်ချနိုင်တယ်ဖြတ်ချနိုင်တယ်ဆိုတော့ဒီစီးရရင်ထုတ်လုပ်တဲ့နိုင်ငံကြီးတွေအနေနဲ့ကစိုးရိမ်စရာဖြစ်နေတယ်ပြီးတော့ဒီ drone ကိုသူတို့မကာကွယ်နိုင်ဘူးအဲ့လိုဖြစ်နေတာအဲ့ဒါဆိုတော့ဒီကိစ္စကငါကသူတို့ရဲ့အခြေခံအကြောင်းတရားတွေပါထည့်ပြောလိုက်လို့ရှိလို့ရှင်တော့ထည့်ပြီးတော့သူကပြီးတော့ဆင်ကျင်ပြီးတော့ဒီဥစ္စာကိုပြည်သူချက်ပြတ်လိုက်လို့ တခါတခါလည်းပြီးသွားပေါ့နော်အဲ့ဒါမျိုးသူ့ရဲ့နောက်ကြောင်းလေးတွေတချို့သူ့ရဲ့အဖာတွေအာတာနေတယ်ပေါ့ဟုတ်အစမှာဘာတွေအာတာနေလဲဘာတွေအားနေခဲ့ပြီးတော့ဘလို့ပြင်ဆင်လိုက်တဲ့အချိန်မှာ သူဘာတွေအာတာအခုလူတွေအာတာသွားတယ်လို့သူပြောတယ်အဲ့ဒါလေးအကုန်လုံးထည့်ပြောတာပေါ့နော်ဟုတ်ကဲ့နောက်ပြီးတော့သူဒီအရှိချမ်းမှာရှိတဲ့ပြောရရင်တော့ဟိုဟိုလူတွေကြားတော့ကြားမှုမယ်ပို့ဟုတ်ပို့ရဲ့အတိုင်းတာလည်းဘာကြီးဒီနည်းနည်းဆက်ပြောမယ်ဟုတ်ကဲ့နော်ပို့ ပို့ဟာလူတွေကဟိုသူလည်းအမေရိကန်ခံနေမှာပါတယ် revolution wave ပေါ်မှာတော့ပါတယ်သူအမေရိကန်ခံနေမှာပါတယ်အမေရိကန်ခံနေမှာပါတယ်နောက်ကြတဲ့ဟိုကျွန်တော်ပြည်သူသိတဲ့နောက်ကြတဲ့တိုင်းသားတပ်ဖွဲ့ဝင်ပေါ့နော်အဲ့လိုချင်းနေမှာလည်းရှိနေတော့အဲ့ဒါမျိုးပေါ့နော်အဲ့ဒါလေးလေးရောအဲ့ဒါလေးလေးနည်းနည်းပါမယ်နော်အကြောင်းကြောင်းပေါ့ဟိုဘိတ်ဆုံးမှာတော့ဟိုဒီဥစ္စာကိုပြန်ချုပ်မယ်ဟုတ်ပြန်မင်္ဂလာပါပါတီပြီးခဲ့တဲ့ဒီဗီဒီယိုတွေမှာပေါ့နော်အဲကျွန်တော်တို့ဒီမိဘပြည်သူတွေကပါတီနဲ့ပတ်သက်ပြီးတော့ အဲတိကျင်နေကြရပါတော့အာဖာတီကအဲဘယ်လိုမျိုးဘယ်လိုလူမျိုးလဲပေါ့နော်အဲဒါလေးတွေကိုလည်းဖာတီဖြည့်ပေးပါအောင်အဲဘောသူကဟိုပြောစရာရှိတာတွေကိုသူကလိုအပ်ချက်အရာအလောကြီးပြောလိုက်မိတာတွေရှိတာပေါ့နော်ရှိတဲ့ခါကျတော့ပြီးတော့ဟိုဘာကြောင့်ဒီလိုပြောတာလဲဘယ်လိုပြောနိုင်တာလဲဒီတော်လန်ကြီးပေါ့နော်အာနာရှင်တော်လန်နဲ့ တိုင်းတာမှာသူကဘယ်ခန့်ကဏ္ဍတွေကနေနုစင်ကနေဒီဒီရှိလာလဲဆိုတော့ဟိုမိတ်ဆက်လောက်ပေါ့နော်မိတ်ဆက်လောက်ဆိုတော့ပြောရရင်တော့တေချာတာကတော့84မှာသူကငယ်သေးတယ်ငယ်သေးတော့သူက state state ကျောင်းသားလူငယ်ဖြစ်နေပဲသူကတိကျမှတ်ခဲ့ရတာပေါ့နော်အဲပါဝင်ခဲ့ရတာပဲရှိတယ်အဲ့ဒီတော့ဟိုပြောချင်တာကဟိုအဓိကအခြေခံမှာကတော့88ပေါ့88မှာငါကရန်ကုန်မှာတက်ကူတက်နေတဲ့အချိန်ပေါ့ တက်ကသူတက်နေတဲ့အချိန်မှာအဲတက်ကသူတက်ရှင်းတယ်ပဲအဲပြောရလို့ကြည့်လို့ရှိရင်တော့ဒီရှစ်ဆရေအရေးခင်ကြီးကပေါ်ခဲ့တယ်ပေါ်ခဲ့တော့ဟိုကိုကအဲ့ဒီမှာတင်အိမ်ကနေအပီးထွက်ရတဲ့အချိန်မျိုးဖြစ်လာဖြစ်လာတော့ရှစ်ဆရှိကိုဘလူဖြတ်တန်းခဲ့တယ်ဆိုတဲ့ဟာဒီကတော့တက္ကနာပေါ့နော်အဲ့ဒီအခုသူဖြတ်တန်းခဲ့တဲ့အတိုင်းသားအတွင်းနဲ့ဖြစ်တဲ့ကိစ္စဒီမှာဟိုဆိုကြပါစို့ဆက်ရှိရဲ့နေ့မှာစက်တင်ဘာလဆက်ရှိနေ့မှာအာဏာသိမ်းတယ် မတ်လ13ရက်နေ့မှာစခဲ့တဲ့ဒီ RND ကနေစခဲ့တဲ့ကိစ္စကနေစပြီးတော့အဲယူတောက်လျှောက်သွားမဲ့အချိန်မှာအရေးကြီးတာကတန်တဲ့ဟာတွေလို့ဖော်ထုတ်နိုင်ခဲ့တယ်။သူမိလျော်ခဲ့တဲ့ငါတို့ကိုယ်တိုင်ငါတို့လူတွေပဲငါတယောက်တည်းမှမဟုတ်တာအယူအများကြီးပါအယူလူရိုက်သက်လို့တော့မကုန်ဘူးအဲအဲ့မှာဖြစ်ခဲ့တဲ့ကိစ္စ။16ရက်နေ့မှာတည်မှုတည်ခြင်းမဖြစ်ဘူးလို့အားလုံးကမြင်နေကြလိမ့်မယ်အာနာသိန်းတဲ့နေ့မှာ။အဲ့ဒီနေ့မှာငါအလောတကြီးကိုအဲ့ဒီတရားနေ့မှာရောလှိုင်တက်သူတဲ့မှာရောဒီ ဟိုနောက်ဆုံးနေ့ရပေါ့နော်ပြည်မရဲ့ကောင်းမွန်စွာတော်လာနိုင်ခြင်းနောက်ဆုံးနေ့ရဒီမှာအဲ့မှာငါမိန်ကုံးပြောပြီးတဲ့နောက်ပိုင်းနော်မိန်ကုံးမဲဆိုပါတော့ကွာစကားပြောပြီးတဲ့နောက်ပိုင်းပေါ့နော်ဘုမတိပပတိနဲ့ပြောရတာအဲ့လိုပေါ့ကိုယ်စလဲဖြစ်နေကိုတိုင်းဒေသကြီးတစ်ခုကိုယ်စလဲဖြစ်နေတော့တာပေါ့အဲ့ဒီမှာအဲ့ဒီကိုပြန်ရောက်တဲ့အချိန်မှာညဘက်ကြတော့ညဘက်မှာ78ရက်နေ့ညမှာအဲ့အရင်အမေရိကန်တန်ယုံရှိမှာဘာနှစ်ပေါ်ကနေလှမ်းပြီးတော့ လန့်ပစ်လိုက်တဲ့လန့်ပစ်တဲ့တနတ်ကြောင့်တနတ်ကြည်စံကြောင့်ကြဆုံးသွားတဲ့ရဲဘော်အင်ကြီးအဖြူနဲ့ရဲဘော်ရှိခဲ့တယ်ကိုဗီနာကလူသေးတာတော့မှတနတ်မှန်တာတော့မှမှန်မှမသိဘူးကိုရီးယားဘသူနဲ့ရန်ဖြစ်လဲဆိုတော့ဟိုးဘက်တန်ယုံဘက်ကကောင်းနေအဲ့ဒီအဲ့ဒီတို့တို့တို့မဟာဗန္ဓုရပန်းချန်ကြီးရဲ့ဟိုဟိုးသားပေါ့သူအဲ့အဲ့ဘက်အချမ်းကအဲ့လမ်းမပလက်ဖောင်းပလက်ဖောင်းပေါ်မှာဒုဗတ်ဒုကအချမ်း တစ်ပင်တွေကဒလောက်လောက်ရှိတယ်ဒလောက်လောက်ရှိတဲ့တစ်ပင်တစ်ပင်ကိုသူကလူ၁၀ယောက်လောက်ကာပြီးတော့လှမ်းပြင်မထီအောင်နေရတဲ့အချိန်အဲ့တော့တို့ဒီဘက်ကြောင်မြောင်းတာမွေဘာညာကနေလာတဲ့အကုံလုံးကအဲ့ section เนี่ยညနေပဲအာနာသိန်းတယ်ညနေပဲအာနာသိန်းတယ်မိုးမချုပ်ခင်ပါအဲ့လမ်းတွေတလျှောက်အကုံလုံးဒီចောင်းသားកောင်းဆောင်នេះចောင်းသားនេះအကုံလုံးဒီဟွာလူတွေကိုဒီစက္ကသဟိုစစ်တဲ့ဘက်ကနေအေးယူဆောင်ရွက်ကားတွေမသွားနိုင်အောင်အဲ့တစ်ပင်နေလဲဖို့ငါတို့တောက်လျှောက် လမ်းတွေကိုအကုန်ပိတ်ချတယ်မှာအဲ့မှာအဲ့နေရာကအဲ့အပင်တွေကျန်တယ်အဲ့မှာအဲ့တို့လူအုပ်ကြီးရာဒီအောင်ဆန်းကွင်းဘေးနားကိုဖြတ်ပြီးတော့အဲ့မှာအကုန်လုံးဒီစူးတွေပြအဝိုင်းကြီးကိုဓာကြီးမှလည်းရှိတယ်အပြည့်ပေါ့နော်ဒီဘက်ကုန်တယ်လမ်းဘက်ကိုလည်းတောက်လျှောက်ထွက်တဲ့အချိန်မှာအဲ့မှာငါတို့ကြောင့်အဲ့အချိန်မှာဘာဖြစ်သွားဟိုးဘက်အချမ်းမှာရှိတယ်ပလက်ဖောင်းရဲ့ဟိုးဘက်ချမ်းမှာရှိတယ်အဲ့တန်ယုံချိန်မှာရှိတယ်အဲ့ရဘူမူတယောက်ဥဆောင်တဲ့အဲ့ဘက်ကစစ်သားတွေနဲ့အဲ့ကောင်တွေပြစ်တာလို့တို့ကထင်တာဟုတ်တယ်သူတို့ကမပြစ်ဘူးမင်းတို့ပြန်လှည့် ။အဲ့ဒါနေအဲ့လိုကိစ္စမှာတို့အဲ့မှာလဲမက်ဆေ့ချ်လေးပေးချင်တာကတော့အဲ့မှာတို့တော်လိုင်းရေးပေါ်ဟိုပါပေါ့နော်။လူတွေမသိတဲ့လူတွေဘယ်လိုခေါ်မလဲဆုံးအောင်တော့မှာမဟုတ်ပါဘူးကွာ။ဆုံးအောင်တော့သူ့မိဘလည်းသိမှာမဟုတ်ဘူး။အေးအဲ့အဲ့ဒါမျိုးပေါ့နော်။အဲ့ဒါမျိုးကိစ္စတွေချိခဲ့တယ်။၁၈ရက်နေ့ညမှာ9နာရီခွဲလောက်မှာကိုဖြစ်တာ။ နောက်ဆုံးပြန်လှည့်သွားတဲ့အကြောင်းရင်းကတော့ရှင်းတယ်ငါတို့အကုန်လုံးဒီမှာဟိုဘက်ကဘုံမူဘုံမူဆိုတဲ့ကောင်အဲ့သူတို့နဲ့တွားပြီးတော့တွားပြီးတော့ဆွေးနွေးလိုက်တယ်ပြောလိုက်တဲ့အချိန်မှာအဲ့မှာငါရဲ့ငဆန်းရဲ့တော့ဒုကူရတယ်ငမိုးရဲ့အောင်မိုးရဲ့ဟိုဘက်ကူပြီးတော့ဟိုဘက်မှာတွားပြောတဲ့အချိန်ကြတော့ငါတို့ကလည်းရှင်းပြောရင်တိုးကဒီဘက်ကနေဟိုကုံသွေးရေးယုံတော့နေကင်းကြောင်တော့စီးထားသေးတာဟိုစီးကြတဲ့တိုးတိုးဘက်က activity ရှိတာဟိုအဲ့တော့အဲ့ဒီကိုတွားဆွေးနွေးတဲ့အချိန်မှာအဲ့ဒီမှာပြစ် မုတ်ဆိုးတိုင်းဒူးတောက်နဲ့အကုန်လုံးစစ်ခမောက်တွေတန်းစီပြီးချိန်ထားတာဒီဘက်ကမင်းပြစ်လို့တော့မလောက်အောင်သေးမှာအဲ့လိုအခြေအနေမျိုးမှာနောက်ဆုံးအဲ့ဒီကအဲ့ကောင်ဘုံမှုတကောင်အဲ့ဘုံမှုကပြောတယ်မင်းတို့လည်းဘာမှငါတို့ဟိုကပြုတ်ကြမလို့မင်းတို့ပြောနေတာငါသားသမီးတွေတောင်မှဒီနေ့ဒီအိမ်ပြန်မရောက်သေးလို့နောက်ဆုံးမင်းတို့ဟိုကပြုတ်ခြင်းပဲအဲ့တော့အဲ့ဒီဥစ္စာကိုအဲ့လောက်ထိပြောတဲ့ချိန်မှာအဲ့တော့အဲ့တန် အမှုတန်းပေါ့နော်တန်ယုံလုံကျွေးပေါ့ကွာအဲ့အဖိုးကြီးက ငါမသိသေးဘူးအဲ့ဒီဒါတွေလည်းမယုံဘူးသူ့တာသမီတွေပါတယ်မပါတယ်လို့ဒီလိုမသိမသာလေးတွေနောက်ဖက်ကိုလက်ညှိုးထိုးပြ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 တဲ့ကိစ္စမှာအဲ့မှာထိုးပြတဲ့ကိစ္စမှာနောက်ဆုံးတော့ဟိုက slide မီးကတန်ယုံကမီးရဒီလိုထိုးနေတာဟိုကတ်တရလမ်းပေါ်ငါတို့ထိုးနေတော့သူတို့ကအမောင်နေရငါတို့ကအလင်းနေရဖြစ်နေတော့နောက်ကိုမမြင်ရဘူးအဲ့တော့မှအော်ကုဆန်းရှေ့ဒါရှေ့တက်တဲ့နေသားဆိုတော့အဲ့ဒီသူ့ကိုလုံးလေးနဲ့꿰ပြီးကြည့်လိုက်တော့မှနောက်မှပြင်းနေတာ ဲ့တန်ယုံကြားတွေရောအဲ့ဟိုကိုက်ရဲကောအဲ့ဒါကြီးရှိတော့ okay ဒါဆိုလို့ရှိရင်အရှုံးမြတ်အရှုံးအနိုင်ကိုတို့တွက်မယ်ဆိုရင်ရလို့ရောဘာရှိမှာလဲသူတို့ရဲ့ညွန်ပြမှုကဒီပန်တွေကိုဝင်စီးမှာဆိုလို့ဆိုတာဆော့ဦးလေးကိုဖြက်စီးမှာဆိုလို့ဆိုတဲ့ဟာနဲ့သူကဒါတွေလုံမှာပြစ်မှာအဲ့မပြောဘဲနဲ့တော့မဟုတ်ဘွန်နေပြစ်တာဘေးလူကိုထပ်ပြစ်လို့ရတယ်ငါ့ကိုလည်းပြစ်လို့ရတယ်တခြားကောင်ကိုလည်းပြစ်လို့ရတယ်ဒါပေမဲ့ဒီကောင်တွေဘာပြမှန်ပြီးသားကောင်ကိုပဲနောက်တစ်ချက်ထပ်ပြပထမတစ်ချက်ပြစ်တာဘိုက်ဘိုက်ပြစ်တော့ဟိုကစကားကိုမပြောနိုင်တော့တာ ။ဟိုကမင်းဘာဖြစ်တာလဲသူပြောအဲ့ဒီမှာတင်ဒီကောင်ကနောက်နောက်တစ်ချက်ကြတော့အဲ့ဒီကောင်ကစနိုက်ပါနဲ့ချိန်ပြီးအဲ့ဒီစနိုက်ပါဒီကောင်ကမှရှိတယ်။နောက်တစ်ချက်ကြတော့နဖူးတက်တယ်မှန်းလား။နောက်တော့မကုလူကဒဏ်ရာရမန်းကိုတွေးမြင်မှသိတာနော်။အဲ့တော့အဲ့ဒီကိစ္စပြီးတော့သူအကုန်လုံးပြန်ထိမ့်သိမ်းနိုင်လိုက်တယ်။ပြန်ထိမ့်သိမ်းနိုင်လိုက်လေ။မြို့တော်ခမ်းမရှိမှာပထမပိုင်းသူ့ ကြုံခဲ့ရတဲ့ဟာမျိုးမဖြစ်အောင်ဆိုပြီးတော့တို့ဒါတက်နိုင်ပြီမက်ဆေ့ချ်သွားပေးလိုက်တယ်ဟိုကုံလုံးနဲ့နားထောင်ကြပါတယ်ဟိုအဲ့ဒါအဲ့ဒီနောက်ပိုင်းမှာဖရိယတခြားကိစ္စတွေပေါ့နော်ဟိုကန်ကောင်းလို့ကြည်စံကကတရလန်းကိုထောက်ပြီးတော့ကိုကောင်းပေါ်ကနေဒီလိုပြန်ပြီးကျုံစုတက်ပြီးတော့ဟိုနောက်ကတိုက်ခန်းနေရတို့ဒီမှန်နေပါလိဟိုတပ်ပုံမှန်နေပါလိကွဲကဲ့ပြီးတော့ပေါ့နော်အကူချင်းချင်းတော့မှာဖရိကိုဆဲတာပေါ့နော်မင်းသေသွားမှာပေါ့နော်တလောက်တားတဲ့ကြားတွေကသူတို့ကမသိတာ ငါကရှင်းရောက်သွားတဲ့ကိစ္စကဟိုကကားနဲ့ဖြတ်မောင်းလာတာဆက်ဆက်ရှင်းနေညနော်စကွက်နေညနေမှာမောင်းလာတဲ့ကိစ္စကားအချက်ချင်းရောက်ငါဘလို့မှနောက်ဆုတ်လို့မရတဲ့အချိန်မှာသူတို့ကတို့တို့တို့ညောင်းနေတယ်မှာကိုကျဲပေါ်ကြီးကဘယ်နေရာယူလို့ရတယ်အဲ့တော့အဲ့မှာဟိုတို့ဂျင်ဂလိတိုက်ပွဲပထမဦးဆုံးစခဲ့တဲ့ဟာဆိုတာလဲဒါဒီပြောချင်တဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီမှာနေအခြေအနေကလုံးဝယုံရင်းဆန်ကဖြစ်တယ်တော့ခုလေဆိုတာဘာရင်းညာလေးဆိုတာကိုတို့တွေကတိတ်ပြီးတော့အကွာမပြုသေးဘူး ငါအဖေကငါရဲ့အဖေဟာတပုံဖြစ်ခဲ့လို့ဘဝတလျှောက်လုံးနိမ့်နိမ့်နာနာနဲ့တည်ခဲ့ရတာဟိုဟိုပြောတယ်လို့ဟိုသူသူဆိုမီဒိုကနဲ့ရေးထားတယ်မှတ်တမ်းတော့မရှိဘူးเนาะပေးတာပေးဆက်ခဲ့ရတာထားလိုက်တော့အဲ့ဒီမှာပါပြောလို့နောက်နေ့အရေးကြီးလို့တမကမှာငါဘယ်နေရလဲဆိုတော့ငါအတွင်းမှုလည်းမဟုတ်ဥက္ခရာလည်းမဟုတ်ဘာမှလည်းမရှိဘူးចောင်းတဲ့တမကမှာဒါပေမဲ့အဲ့ဒီတမကကြီးတီးဖို့အတွက်ကိုလုံခြုံရေးနဲ့ဒင်းအချက်လက်တီး နောက်ပြီးတော့ဒီရန်သူနဲ့ရင်ဆိုင်မှုကိစ္စတွေကိုတော့ငါကတာဝန်တစ်ခုလာဝါယူပြီးတော့လုပ်ခဲ့ရတဲ့အတိုင်းဒါကိုကိုကိုလည်းငါပါလို့ငါဘယ်သူလုပ်ပါတယ်လို့ဒီကနေ့အထိတော့မှပြောပိုင်ခွင့်မရှိဘူးနော်ကိုကိုကိုလုံချုံမဲ့လို့အဲ့ဒီမာရင်ဘာဖြစ်လဲဆိုတော့ဂျပန်တန်ယုံအမေရိကန်တန်ယုံဗြိတိချက်တန်ယုံအဲနော်တကယ်တော့24နှစ်ကြီးပဲလက်ခံတဲ့အကောင်ကြီးဟိုကတော့ကလိုက်ပြစ်လို့ဒီပြေးပြင်ပြေးတောင်မှ24နှစ်ကြီးပဲလက်ခံတဲ့အဲ့တန်ယုံတွေကနော် အဲ့လိုနဲ့တန်ယုံတွေကိုသူသွားပြီးတော့ဆွေးနွေးရမယ်တို့မြန်မာနိုင်ငံရဲ့အရေးနဲ့ဆိုတော့ငါတို့အသက်20ကျော်ကျော်နော်တက္ကသိုလ်ကျောင်းသားတွားတယ်ဒါပေမဲ့ငါအင်္ဂလိပ်စာဦးဒီတန်လျက်တော့မတက်ဘူးမတက်တော့အခုလက်ရှိဟိုတလောကဟိုဥစားပြုတဲ့ကုလသမဂ္ဂဥကြုံမိုးထုံးတို့ ਨੇ အတူတူဒီဘာညာကိစ္စတွေမှာပေါ့နော်ပြန်လဲခန့်အပ်ဖို့ကိစ္စတွေမှာပါနေတဲ့ဒါတော့အလီပိုင်းတစ်ခုပြောတာပါအဲ့ဒီဟို နိုင်ငံညာဘာသာတိတ်ပံကိုတက်နေတဲ့တက်နေတဲ့ကိုတက်ရှိတင်တာကိုလွှမ်းမှုဆိုတာအဲ့ဒီတုန်းကဘယ်သူမှမသွားတဲ့ဒီတမကအနေတွတ်တွေ့ရမယ်ចောင်းသားကောင်းဆောင်နေနေနဲ့တွတ်တွေ့ရမယ်အော်စတြေးလျတန်ယုံကိုတွားပြီးတော့တွေ့ဆုံရမယ်ကိစ္စမှာငါ့ကိုတွားပါဆိုလို့တွားရမယ်ဆိုလို့အဲ့ဒီမှာငါကဒီ broken english နဲ့မဖြစ်လို့အဲ့ဒီကိုလမ်းမူကြီးက သူကလုံးဝ translate လိုက်ပြီးတော့လုတ်ပေးခဲ့ရတယ်လုတ်ပေးခဲ့တယ်အဲ့တော့ပြောခြင်းတဲ့အတိပယ်ကတော့အဲ့အရင်စခဲ့တဲ့ဟိုတီခွင်းတီခက်တွေကိုတော့ထားပါတော့ပြောခြင်းတာကငါဘာကြောက်လက်နဲ့ကင်တော်လန်ရေးတွေကိုရောက်သွားတာလေဆိုတာအဲ့အော်စီတန်ယုံပုံမှာပဲစခဲ့တာအစတုန်းကငါတို့ကဒီအရေးဆုံးပဲဟိုကပြုတ်ပဲပေါ့နော်တို့တို့အဲ့ဒီမှာဘာတွေကိုမေးခဲ့လဲဆိုလို့ရှိရင်အမေရိကန်ကစစ်သင်္ဘော၃စီးဟာကမ္ဘာရေလက်ကြားကိုဖြတ်ပြီးတော့နော်တို့ရဲ့ဒီ တဝဲစိတ်ကန်းတို့ဘာဘိတ်ယွန်းစုတို့ဒီဘက်ဟိုးစာတို့ပေါ့နော်အဲ့ဒါတွေကိုကြော်ပြီးတော့မြမရေလက်ကြားကိုရောက်နေပါပြီဆိုတဲ့ဂျင်းနေဂျင်းကြီးကြီးနေ2021 29ရက်နေ့ဇန်နဝါရီလ29ရက်နေ့မှာအဲ့ဒါတွေကဂျင်းနေဖြစ်တယ်ခုဒီမှာလဲလာပါမယ်ဆိုပြီးတော့အာနာလဲတိမ့်ပါမယ်ဆိုပြီးတော့ငါတို့လိုက်လွှင့်ပြောခဲ့တယ် ဒါပေမဲ့အဲ့ဒါကတော့ထားလိုက်တော့လူတွေအဲ့တော့တိတဲ့လူတွေတိတာပေါ့နော်တို့ကကျုံအဲ့ဒီမှာတန်ယုံမုံရောက်တဲ့အချိန်မှာအဲ့ဒီစိုးစိုးတုန်းကကိစ္စတွေမျောလင့်ချက်တွေအဲ့ဒါတွေအကုန်လုံးအဲ့ဒီကတန်အရာရှိနေတို့ဆွေးနွေးတယ်ငါဆွေးနွေးရတယ်ဆွေးနွေးတော့ကွာ translate လုပ်ပေးတယ်သူကလည်းတိတ်ပြီးတော့အာကူရတယ်တိတ်ပြီးတော့ဖြစ်ဆွဲမှုတွေလည်းရှိတယ်ဒါပေမဲ့စိတ်ငါစိတ်ထက်နေပဲသွားနေတာအဲ့ဒီမှာလည်းမဖြစ်လဲဆိုတော့အဲ့ဒီကိစ္စတွေဒီငါတို့ကပြည်သူကို ချမပြတင်နဲ့ပြောမပြတင်နဲ့ message အမားတွေဆိုတော့အဲ့ပုံမှာတွေ့လိုက်တယ်။နောက်တစ်ခါအဲ့တော့ငါဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်ကိုဒီကိစ္စတွေကဟိုဟိုဟာ British နော် British နိုင်ငံရဲ့တို့အရှိအလေပိုင်းဒီအာရှပြဿနာ အရှိတောင်အာရှပြဿနာအဲ့ဒါတွေကိုအနောက်ဥစုကကင်တွေမယ်တခုခုနော်ဟိုကပြုတ်မယ်ဆိုရင်ကုညီတာပဲဖြစ်ဖြစ်နော် ထောက်ပံ့တာပဲဖြစ်ဘာပဲလှုပ်လှုပ်ဆွတ်ဖက်တာပဲဖြစ်လှုပ်လို့ရှိလို့ချင်းအဓိကကင်ထားတာကအဲ့ဒီနေမဝင် empire british ကပဲကင်ထားတာသူတို့ရဲ့ decision maker ကအနောက်အုပ်စုရဲ့ decision maker က british ပဲအဲ့ဒီအပေါ်ရောက်မှငါသိတယ်ငါတို့ကတော့အာမနာဘူးနော်ဟိုဘလူကမသူ့ကိုလည်းဘာကောင်းကြီးမဖြစ်နေဖြစ်နေကိုကဟိုမျိုးကိုအပူနဲ့ပူဆိုတော့ဟိုခမားတို့ရဲ့ decision maker တနေရာကိုကျွန်တော်တို့ကို တစ်ချက်တော့ပြောတော့ up to date မေးပေးပါနောက်တစ်ခေါက်လည်းလာပေးရစီလို့ဖုန်းဆက်လို့လည်းမရသလိုလာတောင်းဆိုလို့လည်းမဖြစ်ဘူးကျုပ်တို့မှလည်းအချိန်မရှိဘူးပေါ့နော်ကျွန်တော်တို့မှာကျွန်တော်တို့ကဘာမှနုတ်နဲ့မစင်သေးတဲ့အရွယ်လေးပေါ့နော်အဲ့ဒီမှာရင်တို့အဲ့ရနိုင်ငံသားရေးဌာနကိုတို့လမ်းပြီးတော့တောင်းရှိတယ်အောင်ပြောတော့စိုးစိုးတုန်းကအဲ့ဒီရီလက်ချောက်ရောက်နေတယ်ဆိုတော့ marine တပ်သားတွေအပြည့်နဲ့စစ်သင်္ဘောတွေဆိုတာလည်းမဟုတ်ဘူးလူသားချင်းစာနာထောက်ထားတဲ့ကိစ္စတွေကလည်းဒါတွေကတော့တေချာပေါက်ရှိတယ် နောက်တစ်ခုကကိုကြမာကိုဖန်တီးရမယ်ဆိုတာတို့နိုင်ငံသွေးချောင်းစည်းနေတယ်သူတို့နိုင်ငံကကဘာပေါ်မှာနေမွေးအင်ပါယာတော်ဖြစ်ခဲ့တယ်သူတို့အုပ်စုကအဲ့တလောက်ကြီးထွားတယ်ဒါပေမဲ့သူတို့နိုင်ငံမှာရှိတဲ့သူတို့ရဲ့ generation အတွက်သူတို့ရဲ့အဖြစ်ရရှင်းတယ်နော်သူတို့ရဲ့ generation အတွက်အလုတ်လက်မဲ့ပြဿနာနဲ့လမ်းဘေးရောက်နေမဲ့ဒီသူတို့ရဲ့ဒီ အဆက်တည်းဘူးမဖြစ်အောင်မိုင်းဆက်တည်းမဖြစ်သွားအောင်သူတို့လောက်ကမဲ့ကိစ္စအားလဲငါတို့တွေးချောင်းစီးနေတဲ့ကိစ္စလောက်ကိုသူတို့နိုင်ငံအတွက်တော့အရေးကြီးပါတယ်သူတို့ရဲ့မူဝါဒကသူတို့ရဲ့ပြည်ရင်းရအဓိကပါဆိုတဲ့ဟာကို तू ကအဲ့လိုလေးပြောလိုက်တာငါကျေးဇူးလက်တင်တယ်စိတ်မဆိုးတယ်ပြင်ကျေးဇူးလက်တင်တယ်အဲ့ဒီမှာလည်းခဏအချိန်လေးယူပြီးတော့လက်နဲ့ကင်တော်လည်းအေးကိုတွားဖို့အတွက်ကိုငါဆုံးဖြတ်ချက်ချလိုက်တယ်ဆုံးဖြတ်ချက်ချပြီးတော့အဲ့ဒီတန်ယုံနေရနေဘာရလဲဘာယူနိုင်မလဲဒီအရာစုတွေကနေဘာယူနိုင်မလဲ ငါတို့အပြင်မှာ e-words ဖောက်ပြီးတော့လဲလုပ်ဖို့အချိန်မရှိတော့ဘူးတို့လိုချင်တဲ့စာရွက်စာတမ်းတို့ရေးချင်တဲ့စာစာတမ်းတို့အဲ့ဒီတန်ရုံးပေါ်မှာကျွန်တော်အဲ့ဒါကိုကြီးစာရွက်အရွက်50 100လောက်ကိုဒီပုံမှန်နဲ့တိုက်ရိုက်ပြီးတော့ကျွန်တော်တို့လုပ်ပြပါကျွန်တော်တို့ရဲ့ရှေ့ဆက်သွားမယ်ကိစ္စလည်းဖြစ်ပြီးတော့ငါတို့လက်နဲ့ကင်တော်လဲရေးဘူတို့တခုခုအတိုင်းတာတခုတို့ရယူရမယ်ဆိုရင်အဲ့မှာအဲ့ဒီကိစ္စကိုတောခုဖို့ကိစ္စပေါ့ကွာပြောအဲ့ဒါကိုအဲ့မှာ decision ချခဲ့တယ်အဲ့ရနေအဲ့ဒါကိုယူပြီးတော့ တောခုမယ်ဆိုအတီးတီးအတီးတီးတောခုတဲ့တောခုမယ်ကိစ္စတွေကိုဒီတိုင်းအလွတ်မဟုတ်ဘဲနဲ့အဲ့လိုဟိုဟာလေးနဲ့ထောက်ခံချက်ကလေးတခုခုနဲ့ပေါ့နော်နိုင်ငံတကာဟိုကနေဆက်တွေနဲ့တို့နေအဲ့လိုဖြစ်ဖို့အတွက်ဒီတွားမဲ့လူတွေ lead leader တွေကိုထက်ထက်ပြီးဖို့လှုပ်လိုက်တဲ့ကိစ္စမှာနောက်ဆုံးကိုတွားဖြစ်တာတော့အခုပေါ့နော်ကိုကိုယ်တိုင်တွားရတဲ့အားတော့ဒါပေမဲ့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ငါတွားရတဲ့အချိန်မှာဘလောက်ယူတွတ်လဲဆိုလို့ရှိရင်စောတော်ကမဟုတ်ပါဘူးဆိုတော့ဦးတည်တယ် ဟုတ်ပါတယ်လို့ပြောနေတဲ့ငါတို့တငယ်ချင်းခေါင်းဆောင်အချင်းချင်းကိုလည်းငါအဲ့အချိန်မှာထိုးကြိတ်လိုက်ချင်တယ်ကပီလူတလောက်ဟိုကဘလူကောမလူတွေကိုလမ်းပေါ်ထုတ်ပြီးတော့တတ်တယ်လို့ဖြစ်နေတဲ့ဟာတွေကိုမြင်ရတဲ့အခါကျတော့ဟိုကအဲ့ဒီမှာတင်ဘာဖြစ်လဲဆိုဒါပေမဲ့ခက်တာကရန်ကုန်ကနေမော်လမြိုင်ကွာယထာစီမဲ့ကွာမုတ်တမဝူစာနေဟိုဘကန်ကူးလို့ယူရဟိုဘကန်နေဒီမဲ့တက်မာလေးဘာညာဒီမဲ့တို့တို့တိုင်းသားလက်နက်ကိုင်နေမြို့တို့ကူးလို့ရတယ်မဟုတ်ဘူး ကိုကိုတိုင်တော်မှယူတွတ်ခဲ့ပါလေဆိုတဲ့ကိစ္စဒီမယုံဘူးမဟုတ်ဘူးဆိုတာကိုတိပါရက်တာနဲ့မျော်လင့်ချက်ကဆက်လီနဲ့အဲ့ဒီကပရေချောင်းအတိုင်းကိုရွက်လွင့်ပြီးတော့ငါတော့ခူတာအဲ့ဒီဒီအောက်အောက်ဟိုမြေပုံအောက်အောက်အဘကူအဲ့ဒါအဲ့လိုလာပြီးတော့တို့တွားခဲ့လမ်းမာများမတော်တဆအဲ့လိုစစ်သင်းပေါ်လေးပဲအလံလေးပါလေးထူထားတာများတွေ့ခဲ့မလားဆိုတော့မျော်လင့်ချက်နဲ့ပေါ့နော်စုံစုံနေမြုပ်လိုက်တာ အဲအဲ့လိုမျိုးဒါမိတ်ဆက်ပေါ့နော်အဲ့ဒီကနေစခဲ့တယ်ပေါ့ကွာဒါအဲ့ဒါလေးစခဲ့တယ်ပေါ့နော်အေးအဲ့တော့ဟိုကြီးအားလုံးကျေးဇူးတင်ပါတယ်နော်